မင်္ဂလာပါရှင်။ຫນွေသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုတက်ကမှာတော့ပေါ်နာဆွဲခံရပြီးစစ်သားဖြစ်လာသူကညီဖြစ်သူရှိရာ PDF တိုင်းထံအလင်းဝင်ကအကြမ်းဖက်စစ်တပ်ကိုပြန်တိုက်ပြီးဘကိုးတိုင်းတောင်ကုန်းမြို့နယ်မှာအိမ်ပေါ်ထိပေါ်တာတက်ဆွဲခံရပြီးစစ်မှုထမ်းတပ်သားဖြစ်လာသူကညီဖြစ်သူရှိရာ PDF တိုင်းထံအလင်းဝင်ရောက်လာပြီးအကြမ်းဖက်စစ်တပ်ကိုပြန်တိုက်ဖို့ရှိသွားကြောင်းနေပြည်တော်တိုင်းစစ်ဌာနတိုင်းရှစ်တုံညာတုံတိုင်းမှုရဲဘော်ရမွန်ကပြောတယ်။ ။မကြမ်းဖက်စစ်တပ်ကနေမော်တီတက်ပြီးအရင်ကမှဖမ်းဆီးခံရကစစ်မှုရတပ်သားဖြစ်လာကောင်ကိုဝင်ဟာနိုဝင်ဘာ20ကွဲနေမှာနေပြီးတော့တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့ PDF တက်ကွန်ဘက်တာလိုင်း HDO3 နဲ့ချိန်ဆက်ပြီးထွက်ပြေးလင်းဝင်အောင်လာလို့သိရတယ်။ကောင်ကောင်ဝင်းနေတဲ့ဆရာစုဖန်စီပီရဲ့နောက်ဆက်မှုရံပတ်စဉ်စနစ်တင်တန်ကိုတံဖြူစရမျိုးနဲ့ဝဲကလီမတယောက်ခဲ့ပြီးတင်တန်ပြမြောက်ချိန်မှာတထုံကအမှတ်ကိုချင်းမြန်တန်ရင်မှာ၅လကျောင်းနေထိုင်နေချိန်မှာညီဖြစ်သူရှိရနေပြီးတော့တိုင်းစစ်ဌာနတိုင်အမှတ်၈၃၃စီအလေးဝင်ရောက်ခင်ရပဲဖြစ်ပါတယ်။ ်အမှန်တော့သူကလက်နဲ့ယူပြေးလာဒါပေမဲ့လာမဲ့တန်ရင်နဲ့သူ့နေရာဝေးတော့တဲဖို့မဖြစ်နိုင်လို့လမ်းမှာပဲလက်နဲ့တွေဟွက်ထားခင်ရတယ်တန်ရင်ရှစ်တောင်ညာတုံးမှာသူ့ညီရင်ရှင်ရဲ့အားချိန်ဆက်ပြီးပြေးလာတော့သွားခေါ်မရဘူးလန်ခီပဲစီစဉ်ပေးခဲ့ရလို့နေပြည်တော်တိုင်းစစ်ဌာနတိုင်ရှစ်တုံညာတုံတိုင်မှုရဲဘော်ရမွန်ကပြောတယ်တပ်သားအောင်ကွန်ဝင်းအနေနဲ့လက်ရှိမှာညီဖြစ်သူနဲ့အတူတိုင်ရင်ရှစ်တုံညာတုံမှာပဲရဲဘော်ဖြစ်တောင်းဝန်ထမ်းဆောင်ပြီးအာနာရှင်စစ်ကော်မရှင်တပ်ကိုတွန်းလှန်တိုက်ခိုက်သွားဖို့ရှိနေရလို့သိရတယ် အခုလည်းရှိရောမိုမန့်တင်တဲ့သူ့အနေနဲ့စစ်ပညာအသင်ကြားပြီးပင်မဲ့စိတ်တရေကမိုမန့်တင်တဲ့တော့ပြန်ပေးဖို့စီစဉ်တထားပါတယ်။ပြီးရင်တော့လန်နက်ပေးကင်ပြီးစစ်ကောင်စီကိုပြန်တိုင်းမဲ့သူ့ရွေးချယ်တိုင်းစီစဉ်ပေးမှလို့နေပြီးတော့တိုင်းစစ်ဌာနတိုင်း၈၃၃တိုင်းမှုရဲဘော်ရမွန်ကပြောတယ်။ဆလဘီကြောင့်ဖြန့်ဆောင်တွေကိုဖောင်ခွဲခြင်းတပ်တေခံကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးခြင်းဖြင့်မင်းအွန်လိုင်းနဲ့စစ်တပ်ကဥပဒေချိုးဖောက် ဇာဖြန့်လုပ်ငန်းမှာစစ်ဘိုလ်ချုပ်တွေကကျွမ်းမြရရှိနေပြီးတပ်တေကန်ပြည်စီဖြောင်းပြဲဦးဆုံးကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွင်ရှိဇာဖြန့်အဆောင်တွေကိုဖောင်ခွဲခြင်းတပ်တေကန်ကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးခြင်းနဲ့မြောက်လိုင်ဦးဆောင်တဲ့စစ်တပ်ကဥပဒေတွေကိုချိုးဖောက်နေကြောင်းဥပဒေထောက်ကူပြုကွန်ရက်ကတရားလွှတ်တော်ရှင်တွေဒေါ်ယီမင်းကပြောတယ်ကင်ပြင်းနဲ့မြောက်ရီမြို့နယ်တွင်ရှိ KK ဘတ်ရှိကုတ်ကိုပအောင်ကြားဖြန့်ဝင်နေမှာဆောင်းတွေကိုစစ်တပ်ကဖောက်ခွဲခြင်းတပ်တေကန်ကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးခြင်းဖြင့်နိုင်ငံဖြတ်ကျော်ကြားဖြန့်ကွန်ရက်တစ်ခုလုံးကိုနှိမ်နှင်းရင်အလွန်ရေးကြီးတဲ့တပ်တေကန်ပစ္စည်းကိုဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း မယောင်လိုင်ကကြားဖြန့်တက်သေးကံပြည်စီရဲ့ကိုဖြောင်ဖြဲ့ခြင်းပြည်၎င်းတို့ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးထုတ်ပြန်ခဲ့တဲ့ဥပဒေတွေကိုချိုးဖောက်နေကြောင်း။မယောင်လိုင်ကိုယ်တိုင်တက်သေးကံပြည်စီရဲ့ကိုစောတလင်ဖြက်စီစီညွှန်ကြားခဲ့တဲ့ဘောဖြစ်ကြောင်းအမှန်တရားကိုပေါ်ပေါက်လေးဆိုလိုတဲ့ဆန္ဒမရှိခြင်း။နောက်ကမှစစ်တပ်ခေါင်းဆောင်နဲ့ BGF ခေါင်းဆောင်တွေအကျိုးမြတ်တွေပါရှိနေခြင်းအဂတိလိုက်စားတဲ့ကိစ္စတွေပါရှိခြင်းကြောင့်ဖြစ်နိုင်ကြောင်း၎င်းအတုံးသက်ပြောဆိုတဲ့စာချက်လုံကနေအတွက် electronic တက်တေကံပစ္စည်းဖြစ်တဲ့ကွန်ပျူတာနဲ့လက်ကင်ဖုန်းတွေကရာဇဝမှုကျွလွန်အောင်အသုံးပြုခဲ့တဲ့အရေးကြီးပစ္စည်းဖြစ်ကြောင်း ထက်သိမ်းကပစ္စည်းကိုပေါ်ထုတ်ခြင်းရယူခြင်းစီမံဆောင်ရွက်ခြင်းခွဲခြံစိတ်ပြခြင်းနဲ့အစီရင်ခံခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အမျိုးသား digital ခွဲစိတ်ခံသို့ပေပိုကရာဇဝမှုကျွလွန်ခဲ့ရာဇဝမှတ်တမ်းတွေကိုပြန်လည်ဆက်စပ်ရမည်ဖြစ်ကြောင်းတရားရုံးကိုတရားစွဲဆိုတင်ပို့ပြီးသက်သိမ်းကံချက်တွေရယူပြီးမှသာတရားရုံးရဲ့ဆုံးဖြတ်ချက်အရဆီမံခံခွဲရမည်ဖြစ်ကြောင်းလည်းကောင်းကောင်းရှင်းပြရတယ်။ ထို့ကြောင့်ဂျပန်စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေ၊ BJ တပ်ဖွဲ့တွေကအွန်လိုင်းငွေလင်ကိုင်းတွေအရေးကြီးသက်သေကန်ချက်တွေကိုအမှန်တရားပေါ်ပေါက်ရေးနဲ့လိမ့်လည်ခရမ်းသူတွေရဲ့နစ်နာမှုကိုမျက်ကွယ်ပြုကမိမိတို့ဂျွန်စီဘွားကိုရှေ့ရှုပြီးမင်းအွန်လိုင်းဂျပန်ဖက်ရဲ့စစ်ခိုင်းချက်တွေရဲ့သက်သေကန်ပစ္စည်းတွေကိုဖျောက်ဖျက်ဖျက်ဆီးခဲ့ခြင်းမှသက်သေကန်ပစ္စည်းတွေထိမ့်သိမ်းရေးနဲ့စီမံခန့်ခွဲရေးဥပဒေပုံမှန်38ကိုဖောက်ပြန်ကျူးလွန်ရာရောက်ကြောင်းအထောက်အကူပြုကွန်ရက်ကတရားလွတ်တော်ရှင်နဲ့ဒေါ်ယူမင်းကပြောပါရယ် ရှားစတဲ့ကြီးဥပဒေပုံမှားနှစ်တုံညာတင်မှပြစ်မှုကျွလွန်ခြင်းဖြစ်ကြောင်းတီလျက်နဲ့ဖြစ်စဉ်ယုံကြည်ရန်ကြောင်းရှီလျက်နဲ့ဖြစ်စဉ်မိသူမဆိုပြစ်မှုကျွလွန်သူအားဥပဒေနဲ့ညီခံရမယ့်ပြစ်ဒဏ်မှာကာကွယ်အကြံနဲ့ထိုပြစ်မှုကျွလွန်ခြင်းနဲ့ဆက်လင်းတဲ့တသက်ကံတကူကိုကိုဖျောက်ဖျက်စေရင်ဒုတိမုတ်ထိုအကြံမျိုးနဲ့ပင်ပြစ်မှုနဲ့ဆက်လင်းပြီးမဟုတ်မမှန်မိမိတည်သောဒုတိမဟုတ်ယုံကြည်ရတဲ့တရင်ကိုပင်လင်းထိုသူကိုတည်တန်းချမှတ်ခြင်းခံထိုက်တဲ့ပြစ်မှုဖြစ်ပါကခုနှစ်နှစ်ထိထောင်တဲ့မျိုးမျိုးချမှတ်ရမယ့်ပြင်ငွေတန်းလက်ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းပါတယ်ထိုပြင်ဆိုပါပြစ်မှုက တကြွန်တံဖြစ်စေ၁နှစ်ထိထောင်နေဖြစ်စေချမှတ်ခြင်းခံလိုက်တဲ့ပြမှုဖြစ်ပါက၃နှစ်ထိထောင်နေတဲ့မျိုးမျိုးနဲ့ပြင်ငွေတန်နဲ့ချမှတ်နိုင်၁၀နှစ်ရောက်ရသည့်ပြမှုဖြစ်ပါကပြဋ္ဌာန်းထားတဲ့အများဆုံးကာလအပိုင်းခြားရဲ့၄ပုံတစ်ပုံထောင်နေဖြစ်စေငွေတန်ဖြစ်စေတန်နေရာလုံးချမှတ်ရမည်ဖြစ်ကြောင်းသိရပါတယ်။ 2013ခုနှစ်အဂတိလိုက်စားမှုတိုက်ဖြတ်ဥပဒေပုံမှန်58မှာလည်းပြစ်မှုတရရဲ့နဲ့သက်ဆိုင်တဲ့ငွေကြေးနဲ့ပစ္စည်းရေပေါ်ရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန်ဖုံးကွယ်ထားခြင်းဖျောက်ဖျက်ခြင်းပြောင်းလဲခြင်းဒုမဟုတ်လွှဲပြောင်းခြင်းတွေပြုကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထို့သူက၅နှစ်ထက်မပိုတဲ့ထောင်နဲ့ချမှတ်ပြင်ငွေနဲ့လက်ချမှတ်နိုင်တယ်လို့ပြောထန်းတယ်စေဘောကျုပ်တင်တဲ့စစ်တပ်ကတသက်ကပစ္စည်းကိုစနေကြထိန်သိမ်းခြင်းမပြုစေဘဲအစောတလင်းဖြတ်စည်းခြင်းမှမြောင်းလိုက်ရဲ့စေကိုင်းကြံတဲ့ ။ဇာဖြန့်ဝေလင်ကိုင်းနေကိုတကပလုံးကတိုက်ဖြတ်ဖော်ထုတ်နေကြသည်ကိုတီတီလျက်နဲ့ပြစ်မှုကျွလွန်သူတွေကိုလက်ခံခွင့်ပြုထားခြင်းပြစ်မှုကျွလွန်မှာတုံပြွက်တက်သေးကံပြစ်စီရဖြစ်တဲ့ကွန်ပျူတာနဲ့လက်ကင်ဖုန်းတွေကိုဖျက်ဆီးခြင်းအစာအုပ်တွေကိုဖောက်ခွဲဖျက်ဆီးခြင်းတွေမှာပြစ်မှုကျွလွန်မှာတုံပြုခဲ့တဲ့ဓာတ်တွေကပစ္စည်းတွေကိုဥပဒေမဲ့ဖျက်ဆီးခြင်းမှာအထက်မှာဖော်ပြထားတဲ့ပုံမှန်တွေကိုကျူးလွန်ခြင်းဖြစ်တယ်လို့ဖော်ပြတယ်တတိယကံပစ္စည်းစီမံထိန်းသိမ်းမှုဆိုင်ရာဥပဒေညွှန်ကြားချက်အမှတ်၄မြန်ဆောင်၂၀၂၀အရလည်းတတိယကံပစ္စည်းကိုစနစ်ကျစီမံထိန်းသိမ်းထားနိုင်ရန် လိုင်းနာစာမယ်နီလန်းနေကိုဖော်ပြထားကြောင်းညွှန်ကြားချက်အပိုင်းနှစ်ကာကြီးမှာတရားဥပဒေစိုးမိုးအဖွဲ့စီကတည်ထောင်ပစ္စည်းတင်ဆက်တဲ့အချိန်မှာရင်းပစ္စည်းတစ်ခုချင်းစီရဲ့အရှိအနောက်ဘေးနှစ်ဖက်နဲ့လိုအပ်ပါကအပေါ်နဲ့အောက်မော်တော်ရင်သို့မဟုတ်ယင်းရင်ဖြစ်ပါကအပြင်ဘက်နဲ့အတွင်ကန်၄ဘက်၄တန်နေရာတွေအဆောက်ဖြစ်ပါကရင်းဆောင်အပြင်ဘက်နဲ့အတွင်ဘက်အကန့်တကန့်ချင်းစီရဲ့၄ဘက်၄တန်နေရာတွေကိုတပ်ပုံရိုက်ပြီးရှာဖွေပုံစံနဲ့လိုအပ်တဲ့အချက်လက်တွေတိကျစွာဖြည့်ဆက်ပြီးရင်းတပ်ပုံနဲ့ရှာဖွေပုံစံတွေကိုတည်ထေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟုကော်မတီကို fast ပြင်ဖြစ်စေတခြား electronic ပုံစံတစ်မျိုးနဲ့ဖြစ်စေချက်ချင်းတိုင်းရိုက်ပေးပို့ပြီးနေပြီးတော့ကောင်စီတိုင်းဒေသကြီးပြည်နယ်တက်တေကံဖြစ်စီစီမံထိန်းသိမ်းမှုကော်မတီနဲ့ခရိုင်တက်တေကံဖြစ်စီစီမံထိန်းသိမ်းမှုကော်မတီကိုမိတူပေးပွားမီစသဖြင့်လုပ်ငန်းစဉ်၅ရပ်ကိုတည်ဆိတ်ဖော်ပြပါတယ်ဆလာဘီပွင့်ဖြူမြို့နယ်မှာလူမျိုးရေးဖောက်ပြန်တဲ့စာရဖပိုကြီးကျော်မျိုးနဲ့ထရိုးစီမာခင်နီလာထရိုးကိုတက်ဆက်စီတောက်ကပြစ်တက်ပြီးကိုရိုင်းလဲဖန်ခံ မကွေးတိုင်းဖွံ့ဖြိုးမြို့နယ်မှာလူမှုရေးဖောက်ပြန်တဲ့စားအဖောက်ပိုကြီးကျော်မျိုးနဲ့ထရိုစီမခင်နီလာထရိုကိုတက်ကြကြီးတောက်ကပြစ်တက်ပြီးကိုရိုင်းလက်ဖန်ခံလိုက်ကြောင်းဖွံ့ဖြိုးမြို့နယ်မှာတက်တဲ့မြေကပြောတယ်ဖွံ့ဖြိုးမြို့နယ်လေကိုင်းမျိုးမှာတက်ကြကြီးကိုပူနဲ့စကုမျိုးမှာထရိုဝန်ထမ်းစီမခင်နီလာထရိုမှာချစ်သူတွေဖြစ်ခဲ့ကြပြီးအတူတူနေထိုင်ခဲ့ကြကြောင်းရင်းနောက်ထရိုဝန်ထမ်းခင်နီလာထရိုကဖွံ့ဖြိုးမြို့နယ်မှာစားအဖောက်ပိုကြီးကျော်မျိုးနဲ့ထပ်မံချစ်ကြိုက်သွားခဲ့ပြီးအတူနေခဲ့ကြောင်းရှင်တို့သုံးခွင့်ဆိုင်ချစ်ဆက်လန်းဖြစ်လာစဉ်မှာဒီဇင်ဘာ20နှစ်ရက်နေ့ ညနေ6:30မိနစ်ချိန်တက်ချက်ကြီးကိုဘူကထွေးအစည်းမှခေနေလာထွေးနဲ့စာဖဘူကြီးကျော်မျိုးတို့ကိုအတူတွဲလျက်တွေ့ရှိရသဖြင့်တနက်နဲ့နောက်စလုံးပြတ်တက်ခဲ့ခြင်းဖြစ်ပါတယ်။အကင်းဖြစ်ပေါ်ပြီးနောက်ပွင့်ပြူဝါတက်ကနေစစ်သားနယ်လေကိုင်းမြေရဲစခန်းမှာရတဲ့ဖုန်တွေကလည်းအဆင်ဆင်ခဲ့ကြအောင်တက်ချက်ကြီးကိုဘူးကဖန်စီခံခဲ့ကြအောင်ဒီဇင်ဘာ3ရက်နေ့ညနေ3:00နာရီမှာနယ်မြေကန်တက်နယ်မှုရဲ့အမိန်နဲ့တေဆုံသောအစားဖတ်ပုံကြီးကျော်မျိုးနဲ့ထွေဦးစင်းမခင်နီလာထွေရုံလောင်းတို့တကြွခဲ့ကြအောင်သိရတယ်။ နှလုံးပြန်ပြခတ်တက်ပြခဲ့သူတက်ချက်ကြီးကိုဘူးကိုလက်တော်စစ်တပ်ကဆစ်စီကရအရေးမူဖြစ်ပြီးလက်ကိုင်းမြို့မှာရဲစခန်းကလည်းလူတက်မှုနဲ့ဆက်လက်မှုဖွင့်ရေးမူဖြစ်ကြောင်းသိရပါတယ်ဆလာဘီထိုင်းနိုင်ငံမှာမြန်မာပြည်တင်ဆောင်လာတဲ့ကားတိုင်ယာဘိန်းပေါပြီးတူးမြောင်းနဲ့ပြောင်းကြမြန်မာနိုင်ငံသားကိုဦးသေးဆုံးပြီးကျဲသူတွေကိုကြောက်ကြနိုင်စုံစမ်းနေစဉ်ထိုင်းနိုင်ငံရာချာပူရီခိုင်မှာမြန်မာနိုင်ငံသားအလုပ်သမားတွေကိုတင်ဆောင်လာတဲ့ကားတစ်စီးမှာတာယာပေါက်ပြီးတူးမြောင်းတစ်ခုလည်းပြောင်းကြပြီးမြန်မာနိုင်ငံသားအမျိုးသားရှေ့အမျိုးသမီးတအုပ်စုစုပေါင်းကိုဦးသေးဆုံးကကားသမားပအဝင်6ဦးထပ်ပြေးတင်ဆောင်သွားခဲ့ကြအောင် ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်နဲ့ထိုင်းမြန်မာအရေးလှုပ်သားလှုပ်ရှားသူတွေပြောဆိုကြရသည့် ARIN အသက်ရှင်ကျန်တဲ့သူ၆ဦးကတော့ထိုင်းရနာပိုင်းတွေရောက်ရှိချိန်နေရာမှာထွက်ပြေးတိမ်းရှောင်သွားကြပြီးထိုင်းရနာပိုင်းတွေကရင်မောင်းသူနဲ့ထွက်ပြေးတိမ်းရှောင်သူတွေကိုဆက်လက်စုံစမ်းနေပြီးမတော်တဆဖြစ်ပေါ်တဲ့အကြောင်းရင်းကိုစုံစမ်းနေကြောင်းဖော်ပြတယ်။ကျွန်တော်တို့ဒီအတလောက်ကအခုထိတော့တိမ်းဆောင်သွားသူရောထွက်ပြေးသွားသူရောကတရားမဝင်ဝင်လာမြန်မာလို့တမားတွေဖြစ်ဖို့များလို့သိရတယ်။ဘသူဘဲဝါဆိုရကိုလည်းမေးမြန်းနေတော့မှတချို့မဲ့ကိစ္စကတော့ဘသူဘဲဝါဆိုရနဲ့မိသားစုကုပြုတ်ချက်မရရင်တချို့ဖို့လည်းခံနိုင်တယ်။တကယ်လို့ထိုင်းအနာပိုင်းဘက်ကမြန်မာတွေတိမ်းဆောင်မှုဖြစ်အတွေ့ပြန်တော့ဘန်ကောက်မြန်မာတန်ယုံဘက်ကတော့အကြောင်းကြားနိုင်တယ်။ကျွန်တော်ဒီဘက်ကလူ သားချင်းစာနာထောက်ထားမှုနေတဲ့အမှုကိုလေ့လာမေးမြန်းတာတကယ်လို့တရားမဝင်မြန်မာလို့တမားဆိုရင်လည်းတည်ဆုံးသူတွေမိသားစုဝင်တွေနဲ့ထိခိုက်နေနာခြင်းရသည်မှာရဖို့လည်းလုံးဝမတင်တယ်လို့ထိုင်းရောက်မြန်မာလို့တမားရေလှုပ်ရှားသူကပြောဆိုပါတယ်နောက်ဆက်အပ်ကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်